င်္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါ ARI တိုင်းကြောင်ပြောင်းမြို့မှာရှိတဲ့မြမစီဝါရဲ့ဘဏ်ကပင်စင်စားဝန်ထမ်းဟောင်းတွေရဲ့လစာကိုစမတ်ကတ်နဲ့သာထုတ်ပေးတဲ့အတွက် စမတ်ကတ်မလို့ရသေးတဲ့ဝန်ထမ်းဟောင်းတွေပင်စင်လစာထုတ်ဖို့အခက်တွေ့နေကြတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။လူဝင်မှုကြီးကြပ်ရေးကမှတ်ပုံတင်တဲ့ smart card တွေကိုပြောင်းလဲပြုလုပ်ပေးနေပေမဲ့ငွေကြေးယူပြီးလောက်ဆောင်နေကြတဲ့အတွက် smart card လုတ်ဖို့အဆင်မပြေဖြစ်နေကြတာလို့ဆိုပါရစေ တင်ဆက်လာတာတွေကိုဇွန်လကောင်ကစပြီး smack နဲ့သာထုတ်ပေးတဲ့အတွက် smack မလုပ်ရသေးတဲ့သူတွေအခက်တွေ့နေကြရတယ်လို့ကာယကံရှင်တယောက်ကပြောပါတယ်။အသက်18နှစ်ပြည့်တဲ့အတွက်မတ်ပုံတင်အမြန်လုချင်တဲ့သူတွေဟာကြက်၄သိန်းကနေ၅သိန်းအထိပေးနေရပြီး smack လောက်သူတွေက9000ပေးရကအချက်လက်မှနေရင်9000အထိတောင်းနေရလို့ဆိုပါတယ်။ AR တိုင်းထဲမှာရှိတဲ့မြို့နယ်တွေထဲမှာစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေဟာအခက်တွေလိုက်စားတာတွေပုံများလာနေတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ။ မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာကိုစစ်ကောင်စီတပ်ကဇွန်လ29ရက်နေ့လယ်12နာရီအချိန်မှာလေကြောင်းတိုက်ခတ်ခဲ့တဲ့အတွက်ဒေသခံအမျိုးသမီးတယောက်တိစုံခဲ့ရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။တတဟုကနေတက်လာတဲ့ Jet Fighter နဲ့လက်ပံလာရွာအတွင်းကပြည်စောအောင်ရက်ွက်ထဲကိုဘုံတိကျဲချခဲ့တဲ့အတွက်အသက်40ကျော်အမျိုးသမီးတိစုံပြီးလူနေအိမ်၃လုံးလဲပျက်စီးခဲ့တယ်လို့ဆိုပါဗျ။ လက်ပံလာရွာဟာမန္တလေးမိုးကုတ်လမ်းမကြီးဘေးမှာတည်ရှိပြီးရွှေတူးဖောက်ရေလုပ်ငန်းတွေရှိတဲ့ကျွော်ရွာဖြစ်တဲ့အတွက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲရွာကိုအချင်းချင်းဘုံကျဲနေတာလို့ဒေသခံကပြောပါတယ်။လက်ပံလာရွာဟာစင်ကူးမြို့အရှိတ်ငါးမိုင်ခန့်အကွာမှာတည်ရှိပြီး2024ခုနှစ်ဇွန်လလအတွင်းအနျူးကြီးလာခန့်ဖြစ်တဲ့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MDY PDF ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ကျွော်ရွာတွေလို့သိရပါပါခင်ဗျာ။ ကချင်လူလန့်ရေးအဖွဲ့ KNU ထင်းကျုံနေမြေရှိနေဆက်ကိတ်တွေမှာအခြေခံစားတော့ကုံတွေကုံ၆တွေစားရဲကုံကားတွေဝင်ရောက်ခွင့်ပေးပြီးဗီလက်မြေ73စီနဲ့တန်ထဲပစ္စည်းတွေကတော့ဝင်တာမရှိသေးပေမဲ့မြေရှားတပ်ထုလုပ်ငန်းတွေအတွက်လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကတော့အဝင်ရှိနေတယ်လို့ဒေတာခန်ဒီစီယာတည်ရပါတယ်။ဟုတ်တယ်ကချင်ပြည်နယ်ကနေဆက်ကိတ်တွေထဲမှာဘောနော်ဒီလက်ချေကိတ်ဆိုရင်လည်းကျုပ်ပြည်ဘက်ကချမ်းဝင်လာဆိုလို့ဒီ ဟိုလိုစားတောက်ပုံတွေပေါ့နော်ပုံချင်းနည်းနည်းရဲစားတောက်ပုံတွေလို့ခေါ်ဆဲ၆လေးလို့ပုံ၆လေးပေါ့နော်အဲ့လိုဟာတွေဝင်လာရှိတယ်ပေါ့နော်နောက်တစ်ခုကတို့တို့ဒီကျုပ်ပြားနေဒီအချင်းပြင်းနေပဲချမ်းလာပြီးရင်းနှီးမြုံနံထားတယ်လို့မပြောပြောချင်တယ်မှာတုံးတဲ့ကုံချမ်းနေရေချသူတဲ့ညမှာတုံးတဲ့ကုံချမ်းနေပြီးတော့တခြားအဲ့လိုကျန်းဆိုင်ချင်းတွေမှာတုံးတဲ့ကုံချမ်းနေအဲ့ကုံချမ်းနေဝင်လာပဲရှိတယ်ပေါ့နော် တခြားလိုလိုတခြားကြီးကြီးမမလူတုံးကုန်ပစ္စည်းတွေကကြတော့ဒီလိုခြေကိကနေဝင်လာမရှိဘူးပေါ့နော်ဒီကဝင်လာဒီသာတော့ကိုနေချင်းရယ်ကုန်ချနေချင်းရယ်လောက်ပဲပေါ့နော်ဒီအတိကသူတို့ဝင်နေတာကတော့ဒီသူတို့လာရင်းနှီးမြှုပ်နှံထားတဲ့ဒီပချင်းပြည်နယ်တဲမှာရှိတဲ့အာလုပ်ငန်းတွေပေါ့နော်လူမျိုးရှားလို့ဒီလိုဆက်ပြောရေးလုပ်ငန်းတွေပေါ့နော်မပြောချမ်းအဲဖရဲပေါ့နော်အဲ့လိုနေရာတွေမှာတုံးတဲ့ အပစ္စည်းတွေပေါ့နော်အဲ့လိုကုန်ကျန်ပစ္စည်းတွေပဲလောလောဆယ်လိုဝင်နေရရှိတယ်ပေါ့နော်လရှိကချင်ပြည်နယ်ရှိ KIO ထိန်းချုပ်ထားတဲ့လိုင်ဇာနယ်ဇက်ကိတ်လွယ်ချေကိတ်နဲ့ကမ်ပိုက်တီကိတ်တွေလည်းပတ်နေရ၃လနီးပါးရှိလာပြီဖြစ်ပါတယ်။နယ်ဇက်တကြောရှိစစ်ကောင်စီရဲ့တပ်စခန်းတွေကိုထိုးစစ်ဆင်နေတဲ့ KIO ကိုတိုက်ပွဲတွေရတံပေးဖို့ပြအပီးတဲ့အနေနဲ့ပြီးခဲ့တဲ့နှစ်အောက်တိုဘာ၁၈ရက်နေ့ကစပြီးတရုတ်နိုင်ငံဘက်ကကချင်နယ်ဇက်ကိတ်တွေအားလုံးကိုရုတ်တရက်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။အဲဒီနောက် KIO ဘက်ကလည်း တရုတ်ပြလိုက်တဲ့နေဆက်ဂိတ်တွေအလုံးကိုတံပြန်ပေးဆိုမှုတွေပြုလုပ်ခဲ့တာပါပြီးခဲ့တဲ့ဒီဇင်ဘာ9ရက်နေ့ကတရုတ်အစိုးရရဲ့ဖိတ်ကြားချက်နဲ့ကချင်လူမျိုးရေးအဖွဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လာဦးဆောင်တဲ့အဖွဲ့ကတရုတ်နိုင်ငံကိုချုပ်ခွာပြီးနောက်ဒီဇင်ဘာ12ရက်နေ့ကဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးဒီဇင်ဘာလ13ရက်နေ့မနက်ပိုင်းမှာနေဆက်ဂိတ်တွေပြန်ဖွင့်ခဲ့ကြတာဖြစ်ပါတယ်နေဆက်ဂိတ်တွေပြန်ဖွင့်ခဲ့တဲ့နောက် တရုတ်ဘက်ကကုန်ပစ္စည်းတွေအဝင်မရှိပဲတရုတ်ဘက်ကနေကချင်ဘက်မှာလာရောက်စိတ်ပြူချရဲတရှုငပြောနဲ့ဖရဲကြံခင်းတို့လိုတင်းနံကားတွေကိုတော့တရုတ်ဘက်ကိုအဝင်ပဲရှိခဲ့တာပါအဲဒီနောက်လိုင်စာတရုတ်နယ်စပ်ကိကနေဧပြီလ3ရက်နေ့မှာတရုတ်ဘက်ကကုန်ပစ္စည်းတချို့တင်သွင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့ဒီကချင်ကပစ္စည်းတွေအတူပြီးဝန်ထမ်းဆိုနေသူတို့လာပြီးနေမြုံနံထားတဲ့အဲစီဝိုင်းလုံးကနေရောဘောနော်ဒီကတော့ဒီအဲ ကြံတော့ပြီးတော့တခြားမပြောတော့ဘူးနော်ဖြေရတော့ဒီချိန်တော့ရှားတော့อยู่ဘူးနော်ဆိုအဲ့ဒါကြီးဝင်နေရှိတယ်နောက်တစ်ခုကကြာအတိကတော့မီရှာဘူးနော်မီရှာသူ့ပုံမရရှိရီကုံချော်ရီလို့ပြောင်းဘူးနော်အဲဒီကုံချော်မီရှာရီတူပြပကိုပြောင်းဝင်လာပြီသူရတဲ့သူပြောင်းဝင်လာရှိရဘူးနော်ဒီလိုမန်ချာကေယူလိုက်စားကေလို့ဆိုနေအဲ့လိုပဲဘူးနော်ဒီတူပြောင်းဝင်လာဆိုလို့အဲ့လိုစားတော့ကုံနဲ့ချင်းရဲ့ ပြီးတော့ဒီကုံ6လေးရေဘုံတော့အဲ့ဒါပြောဝင်တာရှိတယ်အဓိကကျတော့သူတို့ကကဝင်တာအဓိကတော့ဟိုသူတို့အာဒီယူနီမြုံနဲ့ထားတဲ့လာဘီစီဘွားလုံးထားတဲ့နည်းတတူမိုင်းမြို့မှာတုံးတဲ့ဒီကုံချမ်းပစ္စည်းတွေဘုံတော့အဲ့ဒါပြောအဓိကဝင်တာရှိတယ်ဗျာတရုတ်ဘက်ကမြန်မာပြည်ထဲကိုအဓိကကုံစိမ့်တဲ့အခြေခံစားတောက်ကုန်တွေတင်ပို့ခွင့်ပေးထားတာဖြစ်ပါတယ် ကမ်ပိုင်ဒီဂိမ်းပင်းမှာလည်းတရုတ်ဘက်ကလာတဲ့ကုမ္ပဏီဝန်ထမ်းတွေလောက်တာလူအဝင်အထွက်ခွန်ပြူချပြီးကျအူအာလူစောင်းသုံးစီခောက်ဆွဲ၆ဂျုံစားရည်ကုန်ပစ္စည်းတွေနဲ့ပလတ်စတစ်နဲ့စကူခွက်တွေကိုပဲတင်တွန်းခွင့်တမတ်ထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။မိုက်ကြရန်ပန်ဝါနဲ့ကမ်ပိုင်ဒီနယ်စပ်ကိတွေကတော့ဖွင့်လှစ်ထားခြင်းမရှိဘူးလို့သိရပြီး KAI ထိန်းချုပ်ထားတဲ့မြန်မာတရုတ်နယ်စပ်ကိတချို့ကိုအရင်ကလည်းမကြခဏပြန်လဲဖွင့်လှစ်ပြီးကုန်ပစ္စည်းတွေကိုအကန့်အသတ်နဲ့တည်ယူခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ပြီးတော့ဒီနေဆက်ကြီးတွေကအလိုအမြဲတမ်းလိုလိုဖွင့်ထားတာမဟုတ်ဘူးပေါ့နော်ဟိုဒီလိုသူတို့ပစ္စည်းတွေအတွင်းထုတ်လုပ်မဲ့ချိန်တမတ်ထားတယ်ပေါ့နော်အချိန်ရောက်မှပဲဒီကားတွေတန်းစီထားပြီးမှအချိန်ကြာမှပစ္စည်းတွေအတွင်းထုတ်လုပ်ကြတယ်ပေါ့နော်ပြီးတော့ကာတမားတွေလည်းဒီနေဆက်မှာပဲရပ်ပြီးမှဟိုတူပီကိုဝင်မဲ့အဲကားတွေဆိုတော့တူပီကလူတွေလာမောင်းကြတယ်ပေါ့နော်ဒီတူပီကကားတွေလည်းဒီချင်းဘက်ကိုဝင်မဲ့ဆိုရင်အချိန်က တော်တော်ရဝင်ပြီးမှအော်လာမောင်းပြီးမှလို့ပလေကြရရရှိတယ်ပေါ့နော်ဆိုနေစကီကတော့လို့အမြဲတမ်းပွင့်ထားတာတော့မဟုတ်ဘူးလို့သူသူကွန်ပီစီရပလေမဲ့ချိန်ကြရင်ကာကီအော်နေစကီကပွင့်ပြီးမှပဲလို့ကုန်ပြီးတော့အတွင်းထုတ်လုပ်ကြတာရှိတယ်ဗျခင်ရရပီကရနေတရုတ်နယ်စပ်ရှိစစ်ကောင်စီတပ်စခန်းရှိရာမြို့တွေကိုတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက်နယ်စပ်ဂိတ်တွေနှစ်ဖက်ပိတ်လိုက်ပြီးလောင်စာဆီနဲ့အခြားကုန်ပစ္စည်းတွေအလုံးတင်သွင်းခွင့်ပိတ်လိုက်တာလည်းဖြစ်ပါတယ် ကချင်တရုတ်၂၁ကြောကနေဆက်ကုံတွေးရေးဂိတ်တွေဖြစ်တဲ့လိုက်စာလွယ်ကျဲမဝင်းကြီးကပိုင်တီနဲ့ပောင်ဝါစတဲ့နေဆက်ကုံတွေးရေးစကန်တွေအလုံးကို KIA ကထိန်းချုပ်ထားပါတယ်ကျမဟန္နာပါ TVB ရုံးမြင်သားကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ